ညနာပေါ်မှာအစီပိုရီကင်းစေဖို့ဒီရှစ်ချက်ကိုတည်ထားဖို့လိုပါတယ်။ခန္ဓာကိုယ်ရဲ့ဘေးအစိပ်ပိုင်းပဲဖြစ်ဖြစ်အစီပိုရီရှိနေကြည့်မကောင်းပါဘူးနော်။ဒီလိုပဲညနာမှာအစီပိုရီရှိနေလည်းကြည့်ရဆိုပါတယ်။အစီဘူတွေကနေ့စဉ်စားသုံးနေတဲ့အစာတောက်တွေနဲ့လုံးဆောင်နေကြအလေးထားတွေကြောင့်ဖြစ်လာရတာပါ။ဒီတော့ညနာမှာအစီမတက်ခြင်းဆိုရင်ညနာပေါ်မှာအစီဘူတွေကင်းစေဖို့အခုပြောပြတဲ့နီးလန်းတွေတိုင်းလုံးဆောင်ကြည့်ဖို့ပြောပြစေရှင်။ မျက်နှာပေါ်မှာအဆီဘူတွေကင်းစေဖို့လိုင်းနာပေးတင်တာလေးတွေကတော့နံပါတ်1မျက်နှာလေးချိန်ခံလုပ်ပါမျက်နှာလေးချိန်ခံလုပ်တာအဆီဘူတွေဖယ်ရှားပေးပြီးမျက်နှာအသားရည်ကိုတင်းရင်းသားပါစေပါတယ်မျက်နှာကိုတွယ်လျားလှပါစေပြီးအရေးချောင်းကင်းစေဖို့လည်းအထောက်ခံပေးမှအသေးချာမှာနေ့စဉ်မျက်နှာကြွက်သားတွေကိုလေးချိန်ခံလုပ်ပေးပါနံပါတ်2ကိုယ်အလေးချိန်ထိမ့်ပါမျက်နှာမှာအဆီတက်လာတာအယံဝါနေပြီဆိုတော့ပြရုပ်တစ်ခုပါဒါကြောင့် နေ့စဉ်ပုံမှန်ခန္ဓာကိုယ်ကျလစ်စေမဲ့လေ့ကျင့်ခန်းလုပ်ပြီးတော့ညနာပုံမှန်အစီအပူတွေမရှိအောင်လှုံ့ဆော်ပေးပါတပတ်တာမှာမိနစ်150ရာနဲ့မိနစ်300လောက်ထိလေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါမယ်အပြေးလေ့ကျင့်တာလမ်းလျှောက်တာနဲ့ရေကူးရလိုမျိုးလေ့ကျင့်ခန်းတွေလုပ်ပေးလို့ရပါတယ်နံပါတ်3ရေများများတောက်ပါရေတောက်တာကခန္ဓာကိုယ်ကျန်းမာစေနိုင်ပါတယ်ညနာအစီအရေဖယ်ရှားဖို့အတွက်လည်းအထောက်ပံ့ဖြစ်စေတဲ့နီလန်ကောင်တစ်ခုပါ ရေတောက်တာအစားတွေအများကြီးမစားမိအောင်ကောက်ွယ်ပေးပြီးတော့အဆီဘူတွေဖြစ်မလာအောင်လို့လုံဆောင်ပေးနိုင်ပါတယ်။ကိုရင်းစီဝါကာမဖြစ်စဉ်တွေကိုကောင်းကောင်းလည်ပတ်စေပြီးတော့အဆီဘူတွေကိုလောင်ကျွမ်းစေဖို့အားပေးပါတယ်။နံပါတ်၄အရက်လျှော့တောက်ပါ။အရက်တောက်သုံးမှုကမျက်နှာအဆီတွေကိုစုစေပြီးမျက်နှာအန်းအောင်ဖြစ်စေပါတယ်။အရက်တောက်သုံးမှုကကိုယ်လေးချိန်တက်လာစေဖို့လည်းအထောက်ပံ့ပေးနေပါတယ်။ဒါကြောင့်အမျိုးသားတွေအနေနဲ့တနေ့ကိုအရက်အလွန်ဆုံး ခွက်လောက်ပဲတောက်သင့်ပါတယ်။အမျိုးသမီးတွေကတော့တစ်ခွက်လောက်ပဲတောက်သင့်ပါတယ်။တက်နိုင်ရင်တော့အရက်နဲ့အေကိုဟောပါတဲ့တောက်စရာတွေကိုရှောင်မှုပြောပြစေ။အေကိုဟောပါတဲ့တောက်စရာတွေကညနာမှာရောခန္ဓာကိုယ်မှာပါအဆီတွေစုဖို့အားပေးနေလို့ပါ။နံပါတ်၅ကာဗွန်ဟိုက်ဒရိတ်လျှော့စားပါ။ကူကီးတွေခရက်ကာနဲ့တခြားသောကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုများတဲ့အစားအစာတွေကကိုယ်လေးချိန်တက်စေနိုင်တယ်လို့အဆီတွေကိုပုံမှုပြီးတော့ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မလို့မျက်နှာနဲ့ခန္ဓာကိုယ်မှာအဆီမဆုစေခြင်းရင်ကာဗွန်ဟိုက်ဒရိတ်အများကြီးမစားမိဖို့သတိပြုပါအမြင့်တက်များတဲ့အစားအစာတွေကိုအဓိကထားပြီးတော့စားသုံးပေးပါနံပါတ်6အရေးဝဝအိပ်ပါအရေးဝတာကိုယ်လေးချိန်ကြာစေဖို့တော်တော်လေးကိုအထောက်ကူပြုနိုင်တဲ့နည်းလမ်းကောင်းတစ်ရပ်ပါဒါကြောင့်ညစဉ်9နာရီနဲ့10နာရီအတွင်းအိပ်ဆက်ချိန်ရှိစေဖို့ဂရုစိုက်ပါအရေးပြတ်တာများလာလေလေ ကော်တီဆုံဟော်မုန်းပမာဏတိုးလာပြီးဝိတ်တက်စေနိုင်ပါတယ်။အဆီဘိုတွေလည်းဖြစ်ပေါ်စေနိုင်ပါသေးတယ်။နံပါတ်9နဲ့စားလျှော့စားပါ။စားစားသုံးမှုပမာဏကလည်းညနာအဆီဖြစ်ပေါ်မှုနဲ့ဆက်စပ်နေပါတယ်။စားစားသုံးမှုများလေလေညနာပေါ်မှာအရေးစုပုံမှုဖြစ်ပြီးညနာရှောင်ရမ်းနိုင်တယ်လို့ဝိတ်တက်ဖို့အားပေးနေပါတယ်။ဒါကြောင့်ညနာလေတွယ်လျက်လှပခြင်းနဲ့ဆိုရင်စားအောင်လျှော့စားပါ။နံပါတ်10အိပ်ရာဝန်ခံနေအစားမစားပါနဲ့။ အရာဝန်ခံနေမှာအစားတွေအများကြီးစားတာမျိုးမလုပ်ပါနဲ့ဒါကမျက်နှာမှာအဆီကပ်စေနိုင်တယ်လို့ဝိတ်တက်စေဖို့အားပေးရရောက်ပါတယ်ဒါကြောင့်အရာမဝင်ခင်၃နေ့နိုင်အလိုလောက်ကစားလို့ဘာမှမစားပါနဲ့အဆီကင်းပြီးတွယ်လျှမ်းလာပါတဲ့မျက်နှာပါရှင်နေဖြစ်ဖို့ဒီအချက်လေးတွေကိုအတူတူလုပ်ကြည့်ကြအောင်နော်